ဘာရီပရိသတ်တွေဘဝမှာကျင်းနေဆရာတွေကများလားမကျင်းနေဆရာတွေကများလားမကျင်းနေဆရာများတယ်ဘသူ့ကိုမကျင်းမနဲ့ဖြစ်နေတာသူများကိုမကျင်းနေတာလားကိုယ့်ကိုယ်ကိုမကျင်းမနဲ့ဖြစ်နေကိုယ့်ကိုယ်မကျင်းမနဲ့ဖြစ်တယ်ဘလို့မကျင်းနေဖြစ်ရတခါတခါလေးဒုရီရဲ့ဘဝမှာတရားနဲ့နှလုံးမသွင်းနိုင်လို့ရှိရင်အဋ္ဌာနကောပဒေါသဆိုတာရှိတယ် အဋ္ဌာဏကောပါဒေါသဆိုတာမလိုအပ်ပဲနဲ့ဖြစ်နေတဲ့ဒေါသမျိုးမကျင်နှက်ချက်အရာမဟုတ်တဲ့အရာမှမထွက်သင့်တဲ့အရာမှဖြစ်နေတဲ့ဒေါသမျိုးကိုအဋ္ဌာဏကောပါလို့ခေါ်တယ်။နေပူလို့လဲပူလို့ဆိုပြီးဒေါသတွက်တဲ့တွေရှိလားမရှိဘူးလား။မိုးရွာလို့လဲရွာလို့ဆိုပြီးတော့ဒေါသတွက်တဲ့လူကမရှိဘူးလား။မိုးမရွာတော့လဲမိုးကိုမျောတယ်မိုးတအားရွာတော့လဲမိုးကိုပြန်ပြီးပြဿနာရှာတယ် ။ဟောမအေးတော့လဲအေးအောင်ဆိုရင်အဆောင်လေးအငွေလေးလိုချင်တဲ့အေးပြန်တော့လဲအခုပြဿနာရှာတယ်ဆိုတော့ကြည်စမ်းဘိုက်ဝါတော့လဲဝိုက်လို့ဒေါသဝါလို့ဆိုရင်ဒေါသကြီးတယ်ဘိုက်စာတော့လဲစာလို့ဆိုရင်ဒေါသကြီးတယ်မလိုအပ်တဲ့အရာတွေမှာဖြစ်နေတဲ့ဒေါသမျိုးအဋ္ဌာဏခောကောပဒေါသလို့ခေါ်တယ်။တို့တွေအဲ့ဒီဒေါသတွေများလားမများဘူးလား။ဟောတိတော့တိတာပဲနော်ဟိုလေးပြန်မတိဘူးမှန်တယ်။ အဲ့တော့တိတာလေးကိုအတိနောက်မှာအကျင့်ပါဖို့လိုလားမလိုဘူးလားမြတ်စွာဘုရားကတယောက်ယောက်အပေါ်မှာမကျင်နှက်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင် ဖြည်နည်းငါးနည်းနဲ့ဖြည်ကြည့်ပါဖြည်နည်းဘယ်နည်းနည်းလဲမကျင်နှက်ချက်ကိုဘယ်လို ဖြည်မလဲဆိုတာဒီမှာပေါ့ပေါ်မယ်ဘေကဝေจิตတจิตမိတို့ဣရဤလောက၌ ယသမိန်ပုဂ္ဂလေအကျင်ပုဂ္ဂိုလ်တစုံတရာအပေါ်မှာအာဃာတောဇာယေတမကျေနပ်ချက်မြတ်ဖြစ်ခဲ့ပဲဆိုရင်တသမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘဝေတပံအကျိုးလိုလာတဲ့မေတ္တာတရားပွားခြင်းအပြင်အာကာတော်ပတိဝိနေတ္တဘောမကျေနပ်ချက်ကိုဖြေလို့ရတယ်နံပါတ်၁ဖြေနည်းကမေတ္တာနဲ့ဖြေဘာနဲ့ဖြေရမလဲ မကျင်လက်ချက်တွေဖြစ်လာရင်မြတ်စွာဘုရားကဖြေနီးငါးနီးဒီဒေသနာတော်မှာဟောတာနံပါတ်၁ကမေတ္တာနဲ့ဖြေကြည့်။ဘာနဲ့ဖြေရမလဲ။ဆွေကြည့်ပါမကျင်နဲ့ညာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါ။မကျင်နဲ့ညာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါ။မကျင်နဲ့ညာပုဂ္ဂိုလ်မှာ မေတ္တာပွား၍ဖြည့်ဖြောက်ပါနံပါတ်၄ဖြည့်ဤကမေတ္တာနဲ့ဖြည့်ဗာနဲ့ဖြည့်မကျင်တဲ့စိတ်ဆိုတာဒေါသစိတ်လားမေတ္တာစိတ်လားဒေါသစိတ်ပဲလေဒေါသကိုဒေါသနဲ့ဖြည့်လို့ပြည့်ရကြဘူးလားပြိတဲ့ယံဖြစ်တဲ့သူဖြစ်ကို ဖြစ်တော့ယံပွဲကငြိမ့်ပါမလားသူမုံကိုမုံရင်ပြဿနာပြီးပါမလား အဲ့တော့သူ့ရဲ့စန့်ကျင်ဘက်နဲ့ဖြေမှပြေတာတခါခါစဉ်းစားကြည့်တော့ဩလူတွေသောတာအလျောက်ဆဲကြဆိုကြရင်ဖြစ်ကြဆဲတယ်ဆိုတော့သူဆဲကိုဆဲဆဲမှအားရှိတာတယောက်တည်းဆဲရင်အားမရှိရှိလားတယောက်ဆဲတော့အားရှိတယ်နော်သူဆဲတော့ကိုကမခံနိုင် အားရတက်လာနှလုံးပြန်ဆဲဟိုကအားရတက်လာတော့သုံးလုံးဆဲ ကိုကအားရတက်လာတော့လေးလုံးဆက်ဟိုကငါးလုံးဆက်သူကတွေ့ရနဲ့ကောက်ပေါက်ကိုကတွေ့ရနဲ့ကောက်ထူရံဖြစ်တယ်ဆိုတာစွပင်းကြွလာမကြွဘူးလားသူ့စဲ90 10မှအားရှိတာတစ်ဘက်ကဘလောက်60ကိုကပြန်မစဲဘူးဆိုရင်ဟိုဘက်ကလူကအားရအလိုလိုယော့သွားတာမယုံရင်လေကိုအိမ်ရှိကိုတယောက်ကနေအိမ်ရှိမှလာပြီးဆဲချင် သူစဲတာကိုကိုကမခံနိုင်လို့အိမ်ထဲကနေအတန်ပြဲကြီးနဲ့အဲ့လမ်းမဘွားလူကပြန်ဆဲလမ်းမဘွားလူကိုပြန်ဆဲကြည့်လမ်းဘွားလူကအားတွေတက်ပြီးအိမ်ခဲနဲ့ထုနိုင်လားမထုနိုင်ဘူးလားအိမ်ကိုမီးနဲ့ဝရှုတ်နိုင်လားမရှုတ်နိုင်ဘူးလားစွပေးတာကိုအထဲကနေလို့အဲ့ဒါသူကတော့အမြန်ဘလောက်ပဲဆဲဆဲအိမ်ကအိမ်ထဲကနေဘာအသံမှမပေးဘဲမတိကျွန်ဆောင်ပြီးနေကြည့်လမ်းမဘွားလူက9မိနစ်10မိနစ်တော့စဉ်းစားဆဲပြီးတော့အော်ဘာမှမရှိဘူးနဲ့တူပါလေဆိုသူကသူပြန်ပြေးနိုင်လားမပြေးနိုင်ဘူးလား ကိုကပြန်မစွပင်းတွန့်သူကြိုက်တွန့်ထွက်သွားတာအဲ့ဒါကိုကအိမ်ထဲကနေမခံနိုင်လို့စွပင်းကြွတယ်ဆိုတာဒေါသဆိုအဲ့ဒါပဲပြိတဲ့မိကိုမိနဲ့ငိမ့်လို့ငိမ့်မလားမိကိုပါနဲ့ငိမ့် ရေနဲ့ညှိမှညှိနာဆိုတော့လူတယောက်ဒေါသထွက်ပြီဆိုရင်အဲ့ဒီ negative သူ့ဒေါသထွက်လို့ကိုဒေါသထွက်ရင်ဒေါသကဆော့ပေးတယ်လို့ဖြစ်သူ့ဒေါသထွက်ရင်သူ့ဒေါသကိုအလိုက်သင့်ပဲမဆော့ပြီးတော့မယ်မသိကြောင်ညှိအောင်နေပြီးတော့မေတ္တာပွားနိုင်အကောင်းဆုံးပဲမြတ်စွာဘုရားကဒေါသသမားကိုအောင်ခြင်း၈ပါးကြည့်ဒေါသနဲ့အောင်ခဲ့တာတစ်ခုမှမရှိဘူးဘာနဲ့အောင်ခဲ့ မေတ္တာနဲ့ပဲအောင်ခဲ့တာမေတ္တာနဲ့ပဲအနိုင်ယူတာဘကပြမကြီးမြတ်စွာဘုရားကတိတ်ပြီးတော့တတ္တဝါရဲ့စိတ်ဆန္ဒအဝိနည်းစာတရားကိုသိဝိနည်းရတူးချင်းရဲ့စိတ်သဘောကိုသိတော့မြတ်စွာဘုရားကကောင်းဆုံးဆုံးမနိုင်ဒါကြောင့်အနုတ္တရပုရိသဓမ္မသာရတိဂုံဆိုတာတတ္တဝါရဲ့ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားကအတော်ပြည့်စုံတယ် ဘဂဗျမကြီးဒေါသတကြီးသူ့ကိုပြောတယ်မြတ်စွာဘုရားကသူ့တရားနေရာမှာထိုင်နေတော့မြမကြီးကဒေါသအတွက်ငါနေရာကထွက်သွားဂေါရမဆိုမြတ်စွာဘုရားမထွက်ဘူးလို့သူ့မပြောထွက်ဆိုလဲထွက်ပါမယ်ဆိုထွက်သွားပြည်သူဟိုကထွက်မထွက်ဘူးပြောရင်ပိုဒေါသအတွက်မှာမြတ်စွာဘုရားစန့်ကျင်မလို့ထွက်ဆိုလဲထွက်တာပေါ့ထွက်တယ်ပြန်ဝင်နေဆိုပြန်ဝင်နေမြတ်စွာဘုရား သူ့ကိုစန့်ကျင်ဘက်မလို့သူပြောတဲ့အတိုင်းအကျဉ်းချင်းသုံးလေးခါကလို့တော့ကိုကဒေါသထွက်ဖို့လို့တာဒေါသမထွက်ဘဲနဲ့သူခိုင်းတဲ့အတိုင်းဖြစ်နေတော့တဖြည်းဖြည်းတဖြည်းဖြည်းဘကပြန်မှာဒေါသတွေကျလာအဲ့မှာမြတ်စွာဘုရားမေတ္တာနဲ့သူ့တရားဟောတော့နိုင်သွားတာပရိသတ်ရဲ့တယောက်ဒေါသထွက်စိတ်ဆိုးနေသူ့ကိုစန့်ကျင်ဘက်ဒေါသနဲ့ပြန်ပြီးတော့မတုံ့ပြန်နဲ့တုံ့ပြန်ပို့ပြီးတော့ကြွ သူတော်သားတွေနဲ့ချင်းညင်ပြီးတော့နေလိုက်ကြဇမ်းမှသာတို့သမီးတို့အဖေတို့အမေတို့ယံဖြစ်နေအဖေဆိုတဲ့အချိန်မဟုတ်ဘူးဆိုကက်ကက်လန်ပြန်မငင်းနဲ့အဲ့ဒီအချိန်ညင်ပြီးတော့နေလိုက်အဲဓမင်းစားရဲ့အဖေတော်သားပြေသွားတဲ့အချိန်ညအကျိုးတင်ကြောင်းနေပြောပြတပည့်တွေလည်းအဲ့လိုပဲဆရာတော်သားထွက်နေမဟုတ်ဘူးဆိုပြန်ပြီးပေါ်ညင်းနေအဲ့တွေ့ရတဲ့ကောက်ပေါက်တာဘုန်းကြီးတွေတော်သားကြည့်အဲ့တော့အဲ့အချိန်မှာဘာမပြောပဲညင်ပြီးတော့နေပြီးတော့မှသူအေးပြီးဖြစ်သွားပြီးတော့မှအဲ့ဒါမဟုတ်ဘူးဖေဟာဒါဒီလိုဆိုရင်သူလက် စန့်ကျင်မဲ့လှုပ်လို့မရမရဘူးပြိတ္တသူ့စွ့ပေးလို့မရဘူးသူ့ကြောင်းမြန်နေနဲ့ဒေါသကိုမေတ္တာနဲ့တုံ့ပြန်မှသာအေးချမ်းတယ်အဲ့တော့မကျေနပ်ချက်တစ်ခုခု ဖြစ်ခဲ့ပြီဆိုရင်မြတ်စွာဘုရားမကျေနပ်ချက်ကို ဖြေဖို့နံပါတ်1ဖြေနည်းမေတ္တာနဲ့ဖြေဘာနဲ့ဖြေတို့တွေမေတ္တာတွေပို့ကြလားမပို့ကြဘူးလားပို့တော့ပို့ရဲ့ပို့ရတဲ့အတိုင်းမရောက်ကြတာရှိလားမရှိဘူးလား မေတ္တာကပို့ပေမဲ့မဆူရှာအာယုံမပြုတ်နိုင်ရင်ဘလောက်ပို့ဖို့မရောက်ဘူးအာယုံပြုတ်ပြီးပို့ဖို့လိုလားမလိုဘူးလားတချို့လေဒီမှာမေတ္တာပို့ဝါသနာပါရလို့ရှိတယ်အတန်မြဲနေမနဲ့၄နိုင်ကိုလောက်ထားတာအော်ပြီးမေတ္တာပို့ရလုံဆုံးများစွာတတဝချမ်းသာကိုစိတ်မြဲပါစေဖြန်းဆိုလက်ကချင်းပိတ်ရိုက်ဘုဇက်ကအတန်မြဲနေအော်အဲ့ဒီမေတ္တာဆူရှာပါမေတ္တာပို့ရင်လည်းကြွက်ကလေးဖြတ်ပြီးကြီးစီမုတ်လေးနဲ့ကောက်ပေါက်တည်တယ် နော်ဒုက္ခလေးနဲ့တောင်ကြက်တောင်လေးနဲ့ကြက်ကြွတ်တွေဟိုကမေတ္တာပို့နေရိုက်နေတယ်ဆိုတော့အဲ့ဒီမေတ္တာဆုရှပါပလားမေတ္တာရဲ့သဘောကအာယုံပြုနိုင်မှရောက်တယ်ပြိသက်ရင်အမေကိုပို့မဲ့တဲ့အမေမျက်နှာလေးမြင်အောင်ကြည့်အမေတကယ်ချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုတကယ်အကျိုးလိုလာတဲ့စိတ်ကလေးနဲ့သာပို့အမေရှိရောက်တယ် အဘိကိုပုံမဲ့အဖေးမျက်နှာလေးမြင်အောင်ကြည့်အဘိတကယ်ချမ်းမပါစေချမ်းသာပဲလွလွလန်းလားလေးနဲ့လေအာယုံပြုတ်ပြီးပွင့်ရောက်ကိုရောက်တယ်ရန်သူကိုပွင့်လေအဲ့ဒီရန်သူဆိုတဲ့အစွဲမထားမနဲ့တာမန်လူတယောက်လိုမြင်အောင်ကြည့်ပြီးသူတကယ်ကြီးဝါချမ်းသာဖို့တာလေမေတ္တာပို့ကြည့်ပြည့်တဲ့ကိုမေတ္တာရန်သူကိုနိုင်သွားမှသိကြတယ်အကောင်းဆုံးကမေတ္တာပဲဘာပဲကောင်းတာလဲ ဒေါသကိုအနိုင်ယူနိုင်တာမေတ္တာပဲဒေါသသမားအရှုံးမပေးဘူးဆိုရင်ကိုမေတ္တာအားနည်းနေတယ်လို့ကိုမေတ္တာအားကောင်းတဲ့တနေ့ဒေါသသမားအလိုလိုကြပါမှာဘုဘကလူကကိုယ်တိုက်ခိုက်စေဘာမှပြောင်းလဲဘူးဆိုကိုမေတ္တာတအားနည်းနေဆိုများများသာမေတ္တာပို့ပရိသတ်မေတ္တာနောက်ဆုံးနိုင်တာကြီးပဲဒါကြောင့်မြတ်စွာဘုရားကမကျေနပ်ချက်ဖြစ်ခဲ့မယ်ဆိုနံပါတ်၁ဖြင်းဤကမေတ္တာနဲ့ဖြင်းဘာနဲ့ဖြင်းဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာ မေတ္တာပွား၍ဖြည့်ဖြောက်ပါမကျင်နယံပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည့်ဖြောက်ပါ ဘေကဝေจิตတจิตမိတို့ဣဒာဤလောက၌ယတမိန်ပုဂ္ဂလေအခြင်းပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာအာကာတောဇာယိတမခြင်းနှချက်မြန်ဖြစ်ခဲ့မယ်ဆိုရင်တတမိန်ပုဂ္ဂလေအဲ့ဒီမခြင်းမနဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘာဝေတပံအကျိုးလိုလာတဲ့မေတ္တာတရားပွားခြင်းအပြင်အာကာတော ပတိဝိနေတ္တဘောမခြင်းနှချက်ကိုဖြည့်လို့ရနိုင်ပါရဲ့ရေလို့ဘဂဝါဘုန်းတော်၆ပါးတခင်မယရှင်ကိုယ်တော်မြတ်ကြီးသည်အဘောဇာကရုဏာရှိတာပညာအ ဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်း